နေ့က American Stock Secret က Index တွေဟာဈေးတွေကျခဲ့တာကိုတွေ့ရပါတယ်။ Dow Jones ဟာဆိုလို့ရှိရင်3.99ရာခိုင်နှုန်းဈေးကျပြီးတော့မှ S&P 500ကတည်တဲ့3.98ရာခိုင်နှုန်း Nasdaq က2.63ရာခိုင်နှုန်းနဲ့ Russell 2000ကဆိုလို့ရှိရင်2.63ရာခိုင်နှုန်းဈေးတွေအတိအကျကျခဲ့တာကိုတွေ့ရပါတယ်။ Nasdaq Composite အနေနဲ့ကြည့်တယ်ဆိုလို့ချင်ရင်အရင်နှုန်းကပေါ့နော်ဒီဇင်ဘာ16တုန်းကရှိခဲ့တဲ့အမြင့်ဆုံးဈေးကနေပြီးတော့မှ ဆရာကနှုံးကျော်30တက်တမ43ရာခိုင်နှုန်းလောက်ကိုဈေးကျခဲ့တဲ့အတွက်ကြောင့်မလို့သူက market correction ဆိုတဲ့ပေါ့နော် area တွေကိုရောက်သွားပြီပဲဖြစ်ပါတယ် Nasdaq 100အနေနဲ့ကြည့်မယ်ဆိုရင်ကြတော့သူကဒီ16ဒီဇင်ဘာကနေပြီးတော့မှပေါ့နော်အခုအထိကို9တက်တမ15ရာခိုင်နှုန်းဈေးကျထားတဲ့အတွက်ကြောင့်မလို့ market correction territory တွေကိုရောက်လွတ်နေအခြေအနေဖြစ်နေပါပြီ S&P အနေနဲ့ကြည့်မယ်ဆိုရင်ကြတော့ဒီအမြင့်ဆုံးရှိခဲ့တယ်ပေါ့နော်16ဖေဖော်ဝါရီလုံးကနေကြည့်တယ်ဆိုလို့ရှိရင်6.6ရာခိုင်နှုန်းကျော်ဈေးကျထားတာဖြစ်ပါတယ်ဒါက market crash ပဲဖြစ်ပါတယ်ခုလိုပေါ့နော်ဈေးတွေကျတဲ့အချိန်ဆိုတာကဒါ long term investor တွေအတွက်ရရှိအမျက်ပိုရအောင်လှုပ်ရလို့ရတဲ့အချိန်ပဲဖြစ်ပါတယ် စော့စီကွက်ကြတဲ့အချိန်တွေမှာပုံမြအောင် invest ဘလို့လုပ်နိုင်တယ်လဲဆိုတော့ EDCA အကြောင်းကိုနိုင်ငံဆွေးနွေးတင်ဆက်ပေးပါဖြစ်ပါတယ်။မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှစော့စီကွက်မှာယင်းဒီမြောက်နန်ဂျန်ဒီအခြေခံတွေနဲ့ငွေကြေးတိုးတက်ရေးအကြောင်းတွေကိုဝေမျှတင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူ like ပါလေးလာဖို့ဖိတ်ခေါ်ပါရစေ။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။ invest လုပ်ကြတဲ့လူတွေကြားထဲမှာဆိုလို့ရှိရင် DCA ဆိုတဲ့ dollar cost averaging နီးကဒါမသိသူမရှိသလားပေါ့နော်အသုံးပြုတဲ့နီးသိထားပြီးကြတဲ့နီးလည်းဖြစ်ပါတယ် DCA ထဲမှာကူမှ enhance DCA ပြီးတော့မှပေါ့နော်ဒါပို့အမြင့်များစေဖို့အတွက်လုပ်တဲ့နီးလေးလည်းရှိပါတယ်အထူးသဖြင့်ဒီနီးတွေကကြတော့ဒီ S&P 500လို့ Nasdaq 100လို့မျိုးပေါ့နော် index တွေမှာ invest လုပ်တယ်ဆိုလို့ရှိရင်အသုံးပြုကြတဲ့ strategy တွေဖြစ်ပါတယ် enhance dc အနေနဲ့က market correction တွေဖြစ်တဲ့အချိန် bear market လို့ဖြစ်တဲ့အချိန်ဈေးကွက်တွေကျတဲ့အချိန်မျိုးမှာပို့ပြီးတော့အသုံးပြုတဲ့အတွက်ကြောင့်မလို့ဒါပို့ပြီးတော့အမြင့်ရအောင်လုပ်တဲ့နေ့တစ်ခုပဲဖြစ်ပါတယ် dca ရဲ့အဓိကသဘောတရားကတော့ပုံသေးငွေပမာဏပေါ့နော်တစ်ခုကိုပုံသေးသတ်မှတ်ထားတဲ့အချိန်အပိုင်းခြားတစ်ခုအတွင်းမှာမပြတ်မကွက်ပေါ့နော် ပုံမှန် invest လုပ်သွားတာဖြစ်ပါတယ်ဈေးကွက်အနေနဲ့ကြလားတက်လားလုံးဝဂရုမစိုက်ပဲနဲ့ invest လုပ်တာဖြစ်ပါတယ် အချိန်ကြာလာတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ investment လုပ်တဲ့ပမာဏဟာဝယ်ပစ်သွားတဲ့ဈေးတွေကဈေးတန်းအမြင့်မှလည်းဝယ်တယ်ဈေးတန်းအနှိမ့်မှလည်းဝယ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဝယ်ဈေးကိုမျှတဲ့ဈေးတန်းဖြစ်အောင်လုပ်ပေးတာဖြစ်ပါတယ်ဒီနည်းလမ်းကတော့ဘာမှစိတ်ဖိစီးစရာမလိုဘဲနဲ့ပေါ့နော်ဖြည်းဖြည်းမှန်မှန်ရေရှည်အတွက် invest လုပ်ပြီးတော့မှချမ်းသာမှုကိုတည်ဆောက်တဲ့နည်းလေးဖြစ်ပါတယ်။ enhance DCA ကကြတော့သူကခုနက DCA လုပ်နေရကနေပြီးတော့မ market correction နဲ့ market downturn တွေဖြစ်လာတဲ့ဈေးတွေကျလာတဲ့ဆိုလို့ရှိရင်ပို့ပြီးတော့မှပေါ့နော် share များများဝယ်ပြစ်အောင်လှုပ်ချင်ပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒါပုံသေးငွေပမာဏတစ်ခုကိုပဲဒါပုံမှန်ပေါ့နော်လာစင်ဖြစ်ဖြစ် invest လုပ်သွားတာဖြစ်တယ် enhanced DCA ကကြတော့ဈေးကျလာတဲ့အချိန်မှာဘယ်လောက်ကျရင်ဘယ်လောက်ပို့ပြီး invest လုပ်မလဲဆိုတဲ့ပုံစံနဲ့ပေါ့နော်တိုးပြီးတော့မှပို့ပြီး invest လုပ်တဲ့သဘောဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့ ဈေးကျတဲ့အချိန်မှာမြန်မြန်ဝယ်နိုင်တယ်ဆိုလို့ရှိရင်ဈေးပြန်တက်ရင်မြန်မြန်ပုံမြတ်ဖို့ပဲဖြစ်ပါတယ်။ Enhanced DCA လောက်မယ်ဆိုလို့ရှိရင်လောက်တဲ့နည်းလေးတွေရှိတယ်ပေါ့နော်။ခြေကံအကျဆုံးနည်းတွေနဲ့အနေနဲ့ကြည့်တယ်ဆိုလို့ရှိရင်ကိုကဒီဝယ်နေတဲ့ S&P 500တဲပဲဖြစ်ဖြစ်ပေါ့နော်။ ETF ဝယ်တယ်ဆိုလို့ရှိရင် VOO လိုမျိုးပေါ့နော်။ ETF ဝယ်လို့ရတယ်။အဲ့လို ETF ထဲမှာမူရင်းပေါ့နော် DCA plan အရတစ်လကိုဒေါ်လာ900ဝယ်ပြီး invest လုပ်တယ်လို့ဆိုပါစို့။အဲ့ဒီအချိန်မှာဒီ ဈေးကွက်ကနေပြီးတော့မှပေါ့နော်900ခန်းလုံး1000ခန်းလုံးပို့ပြီးတော့မှဈေးကြတယ်ဆိုလို့ရှိရင်မူလရှိနေတဲ့ပေါ့နော် investment ပမာဏဖြစ်တဲ့200အစားကိုကတိုးပြီးတော့မှပေါ့နော်ဒေါ်လာ300ဒေါ်လာ400ဆိုပြီးတော့မှတိုးပြီးတော့မှပို့ပြီးတော့ invest လုပ်တဲ့တဘောဖြစ်ပါတယ်ဥပမာအနေနဲ့ stock share ဈေးနှုန်းက90ဖြစ်တယ်ဆိုလို့ရှိရင်မူလ200ဒေါ်လာနဲ့ဆိုလို့ရှိရင် share ၄ခုဝယ်လို့ရမှာပေါ့နော်ဈေးကကျသွားမယ် ရှယ်ယာဈေးက90ဒေါ်လာကနေပြီး40ဒေါ်လာဖြစ်သွားတယ်ဈေး20ရာခိုင်နှုန်းလောက်ကျသွားတဲ့အချိန်မှာကိုကဒီနိုင်ယာ invest လုပ်မဲ့အစားဒေါ်လာ400ကို invest လုပ်တယ်ဆိုလို့ရှိရင်ရှယ်ယာအနေနဲ့က10ဆောင်တော့မှဝယ်ရမှာပေါ့နော်9ဆောင်ပဲမဟုတ်တော့ဘဲနဲ့တိုးပြီးတော့မှဒေါ်လာ400 invest လုပ်တဲ့အတွက်ကြောင့်မလို့အစုရှယ်ယာအဆောင်10ဆောင်အထိကိုဈေးနှိမ့်တဲ့နေရာမှာဝယ်နိုင်မှာပဲဖြစ်ပါတယ်ဈေးပြန်တက်ပြီးတော့မှ market က recover ဖြစ်တဲ့အခါမှာဆိုရင်လည်းအမြတ်တွေပုံမှန်များရမှာပဲဖြစ်ပါတယ်အခုလိုမျိုး market correction ဖြစ်တဲ့အချိန်မှာ ဒါခွင့်ရေးယူပြီးတော့မှ invest စပြီးလုပ်ဖို့ပဲဖြစ်ဖြစ်အကိုကတခြားတော့ investment တွေလုပ်ချင်တယ် stock တွေဝယ်ချင်တယ် option trading လို့ trading တွေလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုပိုင် brokerage account trading account တွေလိုအပ်ပါတယ်ဒီနေရာမှာမို့မို့ပေါ့နော် Singapore trading app လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မိုးမိုစင်ကာပူအနေနဲ့ကလောလောဆယ်ပေါ့နော်ပရိုမိုရှင်းကာလ28ဖေဖော်ဝါရီလ2025ကနေပြီးတော့မှ12ရက်မေလ2025အထိရှိတဲ့ပရိုမိုရှင်းလေးပေးနေတာဖြစ်ပါတယ်။အကောင့်ဖွင့်တဲ့ new user တွေကိုပရိုမိုရှင်းစင်ကာပူဒေါ်လာ120ဒေါ်လာအထိကိုရနိုင်တဲ့ပေါ့နော်အခွင့်အရေးတွေရှိနေတာပဲဖြစ်ပါတယ်။ကိုကအကောင့်ဖွင့်ဖို့လည်းလိုအပ်တယ်ဆိုလို့ရှိရင် promotion ရှိနေတာလေးတွေကိုလည်းယူလို့ရတယ်ပေါ့နော်။ ဒေါ်လစဲတင်ဆက်သူတို့ရဲ့ပေါ့နော် link ကနေပြီးတော့မှအကောင့်ဖွင့်နေဆိုရင် KOL exclusive အနေနဲ့ဒီ trading cash coupon ဒါ20ဒေါ်လာကိုရမှာဖြစ်ပါတယ် deposit အနေနဲ့စင်ကာပူဒေါ်လာ100တော့မဟုတ်စင်ကာပူဒေါ်လာ100နဲ့ညီများတဲ့ပမာဏကိုတွင်းပေးတယ်ဆိုလို့ရှိရင် trading cash coupon 20ဒေါ်လာကိုရမှာဖြစ်ပါတယ်နောက်တစ်ဆင့်တက်ပြီးတော့မှဒေါ်လာ3000ကို invest လုပ်တယ်ဆိုလို့ရှိရင်40ဒေါ်လာတန်ဖိုးရှိတဲ့ Tesla stock တွေရဲ့ trading cash coupon 50ကိုရမှာဖြစ်ပါတယ် အဲ့ဒီကနေတဆင့်တက်ပြီးတော့မှဒေါ်လာ1000ဒေါ်လာ5000ဒေါ်လာ3000အထိအဆင့်ဆင့်ကိုကဒီပိုစစ်လောက်တဲ့ငွေပမာဏကိုတိုးသွားတယ်ဆိုလို့ရှိရင်နောက်ဆုံးမှာဒီစင်ကာပူဒေါ်လာ120လောက်အထိရနိုင်တယ်ပေါ့နော် promotion reward ကိုရမှာဖြစ်ပါတယ်အကောင့်ဖွင့်ဖို့အတွက် link ကိုစက်သူတို့ရဲ့ YouTube channel video တွေရဲ့ဒီ description ထဲမှာလည်းဒါရနိုင်ပါတယ်သို့မဟုတ်ဒီ video အောက်က pin လုပ်ထားတဲ့ comment မှာလည်းပေးထားတတ်ပါတယ်အဲ့ဒီ link ကနေတဆင့် promotion အသေးစိတ်အကြောင်းကိုလေ့လာကြည့်နိုင်ပါတယ် EDCA လောက်ဖို့အတွက်နောက်ထပ်နေလန်တစ်ခုကကြတော့ဗောနော်ဒီမူလဗောနော်အာ DCA လောက်ရကနေပြီးတော့မှကိုကဒီဈေးကြတဲ့အချိန်လိုမျိုး market correction တွေဖြစ်တဲ့အချိန် crash ဖြစ်တဲ့အချိန်ဈေး10% 15%လိုမျိုးပေါ့နော်ဈေးများများကြတဲ့အချိန်တစ်ခုခုရောက်တယ်ဆိုလို့ရှိရင်ငွေများများတခါတည်းပေါ့နော်တပုံနဲ့ရင်းပြီးတော့မှပိုများများ invest လုပ်ခြင်းနေဖြစ်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်ဒေါ်လာ100ကိုအပတ်စဉ်တစ်ပတ်တိုင်းတစ်ပတ်တိုင်းမှာ invest လုပ်တယ်လို့ဆိုပါစို့ ဈေးကွက်ကပေါ့နော်ကျလာလိုက်တာ15ရာခိုင်နှုန်းကျတဲ့အချိန်မှာကိုကတပြိုင်တည်းပေါ့နော်တစ်ချိန်တည်းနဲ့900ဒေါ်လာတခါတည်းပုံပြီးတော့မှ invest လုပ်လိုက်တဲ့ပုံစံဖြစ်ပါတယ်။ကောင်းကျိုးအနေနဲ့ကတော့ဈေးကျနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတော့မှများများ invest လုပ်ခြင်းပဲဖြစ်ပါတယ်။နောက်ထပ်ပေါ့နော် EDCA ထဲမှာလောက်ရမဲ့နေ့တနေ့ကတော့ဈေးတက်လာတဲ့အချိန်မှာပုံမှန် DCA လုပ်နေတဲ့ပမာဏကို short လိုက်ခြင်းပဲဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပေါ့နော်ဈေးကကျလာရဆိုရင်20%ကျလာရင်ကိုကပို့ပြီးတော့မှငွေများများပေါ့နော်မူလ200 invest လုပ်ရတယ်300 invest လုပ်လိုက်မယ်ဆိုပါစို့တို့တိမဟုတ်ငွေတစ်ထောင်လောက်ကိုတစ်ခါတည်းတစ်ပုံနဲ့ invest လုပ်လိုက်မယ်ဆိုပါစို့အဲ့ဒီချိန်မှာလုပ်ပြီးတဲ့အခါမှာဆိုရင်စောင့်မယ်စောင့်ပြီးတော့ market က recover ပြန်ဖြစ်တဲ့ချိန်မှာနောက်တလနောက်တလမှာလဲဆက်ပြီးတော့မှ DCA နည်းနဲ့ invest လုပ်နေတယ်သို့တော့ဒီ ဈေးကျနေတဲ့ဈေးကွက်ကပေါ့နော်အကြတွေကိုကြော်ပြီးတော့မှပြန်ပြီးတော့အကုန်ပြန်တက်သွားတဲ့အချိန်လောက်ကြတော့မူလတလောက်ကို900 invest လောက်ရကနေပြီးတော့မှတလောက်150လောက်ပဲ invest လုပ်တော့မယ်ဆိုပြီးတော့မှနည်းနည်းလေး short လိုက်တဲ့တဘောဖြစ်တယ်ပေါ့နော်ဒါကဘာကောင်းကျိုးရတယ်လဲဆိုတော့ဈေးအများကြီးတက်နေတဲ့အချိန်မှာဈေးမြင့်မြင့်နဲ့အများများမဝယ်မိတော့တဲ့တဘောဖြစ်စီတယ်ပေါ့နော် DCA နဲ့ Enhanced DCA နှစ်ခုကိုနိုင်ရှင်ကြည့်တယ်ဆိုလို့ရှိရင် DCA ကတော့ပုံမှန်ငွေပမာဏ fix ပေါ့နော်ပုံသေးတစ်ခုကိုပုံမှန် invest လုပ်တာဖြစ်တယ်အချိန်ကာလအနေနဲ့ဆိုရင်လည်းပုံသေးတက်မှတ်ထားပြီးသားပေါ့နော်ဈေးကွက်အတက်အကျဖြစ်တာတွေကိုလုံးဝခရီးမဆိုင်ဘူးရိုးရှင်းတယ်လောက်ရတာလည်းလွယ်တယ်ပြီးတော့ passive ဖြစ်တယ်ပေါ့နော် passive ဖြစ်တယ်ဆိုတာကတော့ဒီ regular saving plan လိုမျိုး brokerage account trading account နဲ့မှာ setting လုပ်ထားပြီးတော့ bank account နဲ့ချိန်ထားတယ်ဆိုလို့ရှိရင်ကိုက မေ့သွားလဲသူ့အန်သူအလိုလို invest လုပ်နေမှာပေါ့နော်ဒီနေ့ဟာ DCA လောက်ဖို့အတွက်အောင်မြင်ဆုံးနီလန်တစ်ခုဖြစ်ပါတယ်ကိုကနဲ့ကိုဆိုရင်ဈေးကွက်ကြီးကိုကြည့်ဈေးတက်လိုက်တက်လိုက်ကြည့်ပြီးတော့မှဝယ်မိတာတွေရှိမယ်မဝယ်မိတာတွေရှိတယ်ပေါ့နော်ဒီ automatic invest လုပ်ဖြစ်အောင် passive investing လုပ်ထားရင်ကတော့အကောင်းဆုံးပဲဖြစ်ပါတယ် risk အနေနဲ့လဲပုံနေပြီးတော့မှဒါ type တင်နေပေါ့နော်ပုံမှန်အကျိုးမြတ်ပေါ့နော်အမျက်နှုံကိုရနိုင်တဲ့နေလန်ဖြစ်ပါတယ်ဒီ enhance DCA ကကြတော့ပုံမှန် DCA လုံနေရတာကအပြင်ကမှာ ထပ်ဆောင်ပြီးတော့မှပေါ့နော်ဈေးကွက်အတက်ကျအနေထားတွေကိုကြည့်ပြီးတော့မှဈေးဝက်က900ခန်းလုံး1000ခန်းလုံးကျလာရင်ဘလောက်ပို့ပြီး invest လုပ်မယ်ဆိုပြီးတော့မှလောက်တာဖြစ်ပါတယ်။အချိန်ကာလအနေနဲ့လည်းကိုယ်အသတ်မှတ်ထားတယ်ပေါ့နော်။တစ်လတစ်ခါဆိုရင်လည်းတစ်လတစ်ခါအတိုင်းလည်းလုပ်လို့ရတယ်။ဒါမှမဟုတ်ရင်အဲ့လိုတစ်လတစ်ခါပေါ့နော် invest လုပ်ရနေကနေပြီးတော့မှဈေးများများကျလာတဲ့အချိန်မှာဆိုရင်ကိုကဒီဈာကလာတဲ့မှာလည်းအပိုထပ်ဆောင်ပြီးဒါထပ်ပြီး invest လုပ်လို့ရတယ်။ ဈေးကွက်ကြတာတွေကြမဲ့အနေထားရှိတဲ့အချိန်တွေကိုလည်းကိုကစောင့်ကြည့်ပြီးတော့မှအချိန်ကြိုက်ပေါ့နော်။တွားပြီးတော့ဝယ်ပေးဖို့လိုတယ်။ Enhance DCA နည်းကိုတေချာတာကောင်းကောင်းပေါ့နော်။လုံနိုင်တယ်ဆိုလို့ရှိရင်အမြင့်အနေနဲ့ကရိုးရိုး DCA အနည်းနဲ့ပို့ပြီးရနိုင်တဲ့သဘောရှိတယ်ပေါ့နော်။အမြင့်ပို့ရနိုင်တယ်လို့ risk လဲသူကနည်းနည်းပို့များပြီးတော့မှပို့ပြီးတော့မှကိုယ်တိုင်ဝင်လို့ပေးရတာတွေလည်းများပါတယ်။ အဟန့်ဒီစီအေကိုလောက်မယ်ဆိုရင်သူ့မှာအာတာချက်အားနည်းချက်လေးတွေလည်းရှိတယ်ပေါ့နော်အာတာချက်တွေနေနဲ့ကြည့်တယ်ဆိုရင်ကြတော့ cost basis ဆိုတဲ့ကိုယ့်ရဲ့ဝယ်ဈေးကို short ချပေးတယ်ဈေးအတက်အကျတူကိုအတုံးချပြီးတော့ကိုယ့်အတွက်အကျိုးရှိအောင်လုပ်လို့ရတယ်နောက်တစ်ခုကတော့ဒီ enhance CC ရေလောက်တဲ့အခါမှာအတိအကျကြီးပေါ့နော်လိုင်းနာစရာစည်းမျဉ်းမဟုတ်ဘဲနဲ့ကိုယ်တင့်တော်တယ်လို့အဆင်ပြေတယ်လို့ပေါ့နော်ပတ်စံရှင်ရှိတယ်လို့ဈေးကြရင်ကြတယ်လို့ဝယ်နိုင်ရင်ဝယ်နိုင်တယ်လို့ပေါ့နော်ကိုယ့်အတွက် flexible ဖြစ်တဲ့နည်းလေးဖြစ်ပါတယ် အားနည်းချက်အနေနဲ့ကတော့တချို့အချိန်တွေမှာဆိုရင်ဈေးကွက်ကိုအမြဲတမ်းစောင့်ကြည့်ပေးနေရတာတွေရှိမယ်။သတင်းတွေစောင့်ကြည့်ရတာတွေရှိမယ်။ပို့ပြီးတော့ကိုယ့်ဘက်က manually ပေါ့နော် broker app တွေကိုသွားပြီးဝယ်ပေးရတာတွေရှိမယ်။ passively invest လုပ်လို့မရဘူးပေါ့နော်။နောက်တစ်ချက်အရေးကြီးတာကတော့ enhanced DCA လုပ်မယ်ဆိုရင်ကိုကအလွန်အကျွံကြီးသွားပြီးတော့မှပေါ့နော်။ဈေးကွက်အပေါ်မှာသွားပြီးတော့မှအာဝယ်ရာတွေရောင်းတာတွေသွားပြီးမျောမလို့အပ်ပဲနဲ့လုံမိတာတွေပို့ပြီးရှုပ်ရှုပ်ထွေးထွေးမလို့အပ်ပဲလုံမိတာတွေဖြစ်ပြီးတော့မှလိုအပ်တဲ့လောက်အမြတ်မရပဲနဲ့ဖြစ်တာတွေလည်းဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ဒီ enhance DCA ကိုလုပ်မယ်ဆိုလို့ရှိရင်ငွေပေါ့နော်မူလ DCA လုပ်နေတဲ့ပမာဏထက်ကိုအပိုဆောင်များများရှိဖို့လိုအောင်မှာဖြစ်ပါတယ်ငွေများများရှိမှပဲဈေးကွက်ကျတဲ့ချိန်မှာများများဝယ်ဖို့ဖြစ်နိုင်မှာပေါ့နော်လလစေဆိုလို့ရှိရင်လေဒါ Nasdaq Composite က market correction ကိုဖြစ်နေတယ်ပေါ့အဲ့လိုအချိန်မှာဆိုရင်ကဲ ဘလိုမျိုးပေါ့နော် invest လုပ်နိုင်မလဲဆိုတဲ့ဥပမာကိုကြည့်မယ်ဆိုလို့ရှိရင်ဥပမာအနေနဲ့ပေါ့နော်ဒီ stock ဈေးကွက်အနေနဲ့ကနောက်ဆုံးရှိခဲ့တယ်ပေါ့နော်အမြင့်ဆုံးဈေးကနေပြီးတော့ဈေးဆက်နှက်ရခိုင်နှုန်းဈေးကျသွားတယ်လို့ဆိုပါစို့ပုံမှန်မူလပေါ့နော် DCA ရိုးရိုးလုပ်တယ်ဆိုလို့ရှိရင်တစ်လ200ဒေါ်လာပဲ invest လုပ်မှာဖြစ်ပါတယ်တကယ်လို့3လ invest လုပ်တယ်ဆိုလို့ရှိရင်ဒီ stock ဈေးက90ပထမတစ်လမှာကျသွားမယ်နောက်တစ်လမှာ55ဒေါ်လာကျသွားမယ်နောက်တစ်လမှာ52ဒေါ်လာကျသွားမယ်ဆိုလို့ရှိရင်ပထမလမှာ ရှယ်ယာ၄ဆောင်ဝယ်လို့ရမယ်ဒုတိယလမှာရှယ်ယာ၄သက်သမ၄၄ဆောင်ဝယ်လို့ရမယ်တတိယလမှာရှယ်ယာ၄သက်သမ86ဆောင်ဝယ်လို့ရမှာဖြစ်တယ်စုစုပေါင်း၃လစာအတွက်73သက်သမ2ရှယ်ယာအရေအတွက်အဆောင်ပေါ့နော်ရမှာဖြစ်ပြီးတော့မှ average cost အနေနဲ့က45သက်သမ45ဒေါ်လာကျတင်မှာဖြစ်ပါတယ် ETCA ကိုလောက်တယ်ဆိုရင်မူလရှိနေတဲ့200ကိုလည်း invest လုပ်မယ်ပထမတစ်လမှာ200ဒေါ်လာနဲ့ invest လုပ်တာကို50ဒေါ်လာ stock ဈေးနဲ့ဝယ်တဲ့အခါမှာရှယ်ယာ၄ဆောင်ရမယ် ရှယ်ယာဈေးကကျသွားပြီးဒုတိယလမှာ45ဒေါ်လာဖြစ်သွားတဲ့ချိန်မှာကိုက invest လုပ်တဲ့ပမာဏကိုမူလ200လောက်တာမဟုတ်ပဲနဲ့တိုးပြီးတော့400လောက်လိုက်မယ်။ဒါဆိုရင်ရနိုင်တဲ့အရှယ်ယာအရေအတွက်က6.89ဆောင်ဖြစ်ပါတယ်။တတိယလမှာဈေးထက်ကြတယ်52ဒေါ်လာရှယ်ယာဈေးဖြစ်သွားတယ်ဆိုရင် 400ကိုပြန်ပြီးတော့ invest လုပ်တယ်ဆိုရင်စုစုပေါင်းအရေအတွက် share က9.5နှစ်ဆောင်ရမှာဖြစ်ပါတယ်3လစာအတွက်စုစုပေါင်း22.43 share အရေအတွက်ရမှာဖြစ်ပြီးတော့ average cost အနေနဲ့52.83ပေါ့နော် share တစ်ခုစီကိုကြာတဲ့မှာဖြစ်ပါတယ်ငွေအကျဉ်းအနေနဲ့လည်းကိုက400ဒေါ်လာပို့ပြီး invest လုပ်ခဲ့တာဖြစ်ပါတယ် enhance DCA ကိုလှုပ်ခြင်းကြောင့်မို့လို့ကိုက ဒီမူလပေါ့နော်ပုံမှန် invest လောက်တာထက်ကို80ရာခိုင်နှုန်းကျော် share ရအရေးအတွက်ပို့ပြီးတော့မှ ဝယ်နိုင်ပြီးတော့မှ cost basic ကိုလည်းများစွာ short ချတာနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။တကယ်လို့ဒါ market ကပေါ့နော်ပြန်စည်းတက်လာပြီးတော့မှ rebound ဖြစ်လာတယ်ဆိုလို့ရှိရင်ဥပမာအနေနဲ့ပေါ့နော် share က55ဒေါ်လာဈေးကိုပြန်တက်လာတယ်ဆိုလို့ရှိရင် DCA ရိုးရိုးလောက်ခဲ့တယ်ဆိုလို့ရှိရင် share ပေါ်မှာ27ရာခိုင်နှုန်းပဲအမြင့်ရမှာပေါ့နော် EDCA လောက်ခဲ့ရင်ကျတော့28ဒသမ4သိန်းရာခိုင်နှုန်း share တစ်စောင်ချင်းစီအပေါ်မှာအမြင့်ရမှာပေါ့နော်အဲ့ဒါအပြင်ကိုမှ EDCA နဲ့လောက်ခဲ့တာက share EA အတွက်ပုံများများ လုံနိုင်တဲ့အတွက်ကြောင့်မလို့ငွေပမာဏအမြင့်အားဖြင့်ကလည်းပုံများများရမှာဖြစ်ပါတယ် EDC နဲ့ invest လုပ်ဖို့ဆိုရင်အမြတ်တွေပုံများဖို့ဆိုရင်ဒါသတိထားမယ့်အချက်လေးတချို့ရှိတယ်ပေါ့နော်ဒါကတော့ဘာလဲဆိုတော့ကိုက market correction တွေဖြစ်လာတဲ့အချိန်မှာဘာလုပ်မလဲဆရာကန်တော့ဈေးကြရင်ဘာလုပ်မလဲဆိုတာကိုကြိုးပြီးတော့မှစဉ်းစားပြီးသတ်မှတ်ထားမှာဖြစ်ပါတယ်ဥပမာအနေနဲ့ဆရာကန်တော့ဈေးကြတိုင်းမှာ၅ရက်ဆရာကန်တော့ပတ်စံပို့ပြီးထည့်ပြီးတော့ invest လုပ်မယ်ဆိုပြီးတော့ဒါသတ်မှတ်ထားတာစီစဉ်ထားတာမျိုးဖြစ်ပါတယ် ဒါဆိုရင်အဲ့လိုမျိုးပေါ့နော်တည်တည်ချာချာရှင်းရှင်းလင်းလင်းတတ်မှတ်ပြီးတော့ပလန်ချထားတဲ့အတွက်ကြောင့်မလို့တကယ် market correct လောက်တဲ့အခါမှာဘာလို့လို့ဘာကန်ရမလဲမဖြစ်တော့ဘူးပေါ့နော်ကိုကဝယ်ရမယ်ဆိုတာတန်ပြီးသိမယ်ဝယ်ပြစ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ ETC လောက်ဖို့စိတ်ကူးရှိတယ်ဆိုလို့ချင်ရင်ဒီကိုစီမာပေါ့နော်ပုံမှန်ထက်ပိုတဲ့ငွေသားအပိုကိုဆောင်ထားမှာဖြစ်ပါတယ်ငွေသားရှိမှသာတကယ် market dip ဖြစ်တဲ့အချိန်မှာဝယ်နိုင်မှာပေါ့နော်နောက်တစ်ခုသတိထားတင်တာကကြတော့ ဒီ market ဈေးကြတိုင်းမှာပေါ့နော်ဝယ်ခြင်းဇောနဲ့ရှိတမျှပတ်စံတွေအကုန်ဝယ်ပြီးတော့မှဒါ chase တော့မလုပ်သင့်ဘူးပေါ့နော် short term မှာသုံးလို့မဲ့ငွေတွေကိုပါ invest လုပ်မိတယ်ဆိုရင်ဈေးတွေကထက်ကြအောင်မဲ့ဆိုရင်ငွေလိုတာလည်းအခါခက်နိုင်ပါတယ်ဒါကြောင့်မလို့ဒီကိုယ်မှာငွေရှိသလောက်ပဲဝယ်ပြီးရင်ကိုယ့်ရဲ့ long term plan အတိုင်းကိုပဲအာရုံစိုက်ပြီးတော့မှ invest လုပ်ရမှာဖြစ်ပါတယ်။ပြပေးခဲ့တာကတော့ဒီ market correction လို့အချိန်နှီးမှာ ETCA လုတ်ပြီးတော့မှရင်းရှင်းမှာဘလို့အမြတ်ရအောင်လုပ်နိုင်တယ်လဲဆိုတဲ့နေလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ like ကိုနေပြီး channel ကိုအားပေးနိုင်ပါတယ်။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ stock ဈေးကွက်ကနေအကောင်းဆုံးအမြတ်တွေရှာနိုင်ကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆောင်ကြပါစို့။